ုပင်အောင်ကျင်းပနေတဲ့အချိန်ကာလတစ်လျှောက်လုံးမှာနော်အဲ့ဒီ27ရာစုပင်အောင်ညီလာခံကျင်းပနေတဲ့အချိန်ကာလပိုင်းခြားနဲ့လိုက်ပြီးတော့ကျွန်တော်ကလည်းဘလိုက်တဲ့လုပ်သွားမယ်ဆိုပြီးတော့ကျွန်တော်ရဲ့လုပ်ငန်းဆောင်ရွက်မဲ့အချိန်ကြောက်အဲ့ဒါညီထားပါတယ်။ပင်အောင်စုညီငယ်စုနေမှုလုပ်ငန်းစဉ်မှာအရက်ဖက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ဖြည်းဖြည်းရောပါဝင်လာတာဟာကောင်းမွန်တဲ့လက္ခဏာပါ။ဒါဟာပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုဆောင်ရွက်ပြီးပြည်ပခါရီစုံသက်စီဖို့အတွက်အားကောင်းတဲ့အခွင့်အလမ်းတစ်ခုလည်းဖြစ်ပါတယ်။အရက်ဖက်လူမှုအဖွဲ့အစည်း Foreign ကနေတစင် ြည်သူလူထုတင်ပြလာတဲ့ချက်တွေကိုမူဝါဒဆိုင်ရာအဆိုပြုချက်တွေဖတ်ပေါ်လာတဲ့အထိဆွေးနွေးကြမှာဖြစ်ပြီးပြည်တော်စုညီညွတ်ညီလာခံမှာဆုံးဖြတ်ချက်ချနိုင်တဲ့အစီအစဉ်တိုင်းမှာလည်းပါဝင်သွားဖို့ရှိနေတာပါ။ CS Forum မှာကျင်းပမဲ့အကြောင်းအရာတွေခုနကတော့ကျမတို့ရဲ့ NCA Fight Day ဆက်လိုက်မှာဖော်ပြခဲ့သလိုပဲအဲနဲ့သူတို့ရဲ့ဘယ်လိုပြောမလဲလိုအပ်ချက်တွေအားနဲ့ရင်ဆိုင်နေရတဲ့အခက်အခဲတွေပေါ်မှာဒါကိုဆွေးနွေးနိုင်တယ်ဆိုတော့ဒါဘယ်ကောင်းစီမျိုးဖြစ်နိုင်လဲပြီးတော့ဒီမှာဘယ်လိုကန့်သက်ချက်တွေမျိုးရှိမနေဘူးဘာလို့လဲဆိုတော့တချို့ဒီစီးပွားရေးအရေးဒါမှမဟုတ်လူမှုရေးအရေးအဆိုရင်ဒီနိုင်ငံရေးအရေးအများကြီးအားနဲ့ဘယ်လိုပြောမလဲချိတ်ဆက်နေတဲ့အပိုင်းတွေရှိတယ်တင်ရန်ဇာတ်နဲ့ပြောလို့ဆိုရင်လည်းပေါ့နော်ဆိုတော့ဒီအကြောင်းအရာတွေအားလုံးဒီလူလူ ကလိုအပ်ချက်လိုလားချက်တွေနဲ့တည်ကြတယ်အဲအကြောင်းအရာတွေကိုဆွေးနွေးတော့ဒီအောင်စုစင်ငင်းငင်းဆွေးနွေးဝယ်ရီမှာပါဝင်နိုင်ဖို့အတွက်27ရာစုပင်လုံ CSO Forum ဖြစ်မြောက်ရေးကော်မတီယာယီကိုမေလ29ရက်နေ့ကနေဇူလိုင်4ရက်နေ့ထိအရက်ဖက်လူမှုအဖွဲ့စည်းပေါင်း40ကျော်ပါဝင်တဲ့အစည်းအဝေး၉ကြိမ်တိတိကျင်းပခဲ့ပြီးလုပ်ငန်းလမ်းညွှန်မှုကြမ်းတရက်ကိုလည်းရေးဆွဲနိုင်ခဲ့တာဖြစ်ပါတယ်။ကဏ္ဍ9ခုပါဝင်တဲ့လမ်းညွှန်မှုကြမ်းထဲမှာလူမျိုးရေး၊ဘာသာရေး၊ယဉ်ကျေးမှု ဒိန်ခွဲပြားမှုနဲ့ဒန်းလူညီများခွင့်ရရရှိရေးစတဲ့အချက်တွေကိုအခြေခံပြီးဆွေးနွေးရမယ်လို့ဖော်ပြထားပါတယ်။အစိုးရပိုင်းအနေနဲ့ကတော့အရက်ဖက်လူမှုဖွဲ့စည်းဖိုရမ်မှာ NCA ရဲ့ဘလုကန်နာတွေကိုဆွေးနွေးတင်တဲ့ဆိုပြီးအကြံပြုလာတာတွေရှိပေမဲ့ပြည်သူတွေခံစားနေရတဲ့အချက်တွေကိုအဓိကဆွေးနွေးသွားမှာဖြစ်တယ်လို့ဆိုလာသူကဖွေးယူမှုမှာအစားရောဘာလို့ sub committee တင်မှာတော့ကျမတို့တွေ့ရတဲ့အခါမှာပြောတဲ့ဟာလေးကတော့ ဒီဘေကန်နာပေါ့နော်ဘေကန်နာကိုတော့ပို့ပြီးတော့ဆွေးနွေးဖို့ကောင်းမယ်ဘေကန်နာတော့ဟိုပါဖြစ်မယ်ဆိုတဲ့ဟာလေးရှိတယ်ဒါပေမဲ့ကျမတို့ကတော့ပြည်သူတွေကအာခံစားနေရတဲ့အကြောင်းအရာအများကြီးဖြစ်ပေါ့နော်ဆိုတဲ့အခါမှာဒီလုံခြုံရေးကဏ္ဍပဲပြောပြောလုံခြုံရေးကဏ္ဍမှာပြည်သူတွေကဒီအာပြေးလွှားပြီးရွှေ့ပြောင်းဖြစ်နေတာတွေအာစစ်ပေးတန်ဖြစ်နေတာတွေဆိုတော့အဲ့ဒီအခါမှာပြည်သူတွေလိုချင်တဲ့လုံခြုံရေးပေါ့အဓိကတော့ကျမတို့ပြည်သူတွေရဲ့လိုအပ်ချက်လိုလားချက်နဲ့အဲကိုင်ညီတဲ့အရာတွေကိုပြည်သူ ပြည်သူတွေကပြည်သူဒီ CSO program မှာအဓိကဆွေးနွေးသွားဖို့ကျွန်တော်တို့